အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေညကနေကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ညရဲ့နောက်ဆုံး recap ကတော့ခင်ဗျားတို့ကျွန်တော်နေမိတ်ခင်ကျွန်တော်အသင်းကြောင့်ပဲပြောအောင်ပေါ့နော်အဲ့တော့ဒါကျွန်တော် Chelsea ပွဲကြီးပဲမဟုတ်ပြ recap ကကြာစပါးနဲ့ပြောရင်ဆိုရင်တော့အများကြီးပြောစရာရှိအဲ့တော့ခင်ဗျားတို့ကျွန်တော် recap အကြောင်းလေးကိုတည်တည်ချာချာအေးအေးဆေးဆေးလေးဆွေးနွေးမယ်ဒီဗီဒီယိုက5မိနစ်တန်းတန်းလေးပူရှည်ရှည်နိုင်တယ်အဲ့တော့ အခုချိန်မှာတော့ထုတ်ဝေနိုင်မဲ့တဲ့ကျွန်တော်တို့အရင်နီးပြကိုလွမ်းနေဆိုတဲ့အတန်ဒီစတင်ပြီးထွက်ပေါ်လာခဲ့တယ်ပေါ့နော် as poster conclude letter မှာဆိုရင်တော့မှဒီလောက်ထိအသင်းကတည်းကလေးကိုပေးလိုက်ရင်တော့အဲ့လောက်ထိပြင်ဖို့မကောင်းဘူး အမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော် Ash နဲ့ Thomas Frank ကိုဒါကျွန်တော်တို့နှိုင်းရှင်တာပုံမဲ့တယောက်တစ်မျိုးစီတော့ဒါတို့ကတို့တော်တယ်တက်တယ်လူတွေရှိတယ်။ဒါကြောင့်မို့လို့ Premier League လို့ဒါကျွန်တော် level မျိုးမှာရောက်နေတဲ့နီးပြတွေဖြစ်တယ်။အတော်တော်ကျွန်တော်နေတာကြီးကိုတော့အာဘယ်ကောင်ပူကောင်းနေဘယ်ကောင်သိပ်မကောင်းဆိုရဲဆိုတော့ကျွန်တော် movie venue ကိုကျွန်တော်မှလည်းအဲ့ level ရှိနေတာမို့ကျွန်တော်ကိုယ်လည်းအဲ့လောက်တွေမတော့ဘူး။တို့မဲ့တော့ညာလေအခုလက်ရှိဒါကျွန်တော်ဖြစ်နေတဲ့ခံစားရဥပမာလက်ရှိမှာ Chelsea နဲ့ပွဲစဉ်ဆိုရင်ဒါ Edge လက်ထပ်မှာဗျာဒါကျွန်တော်ဒါကျွန်တော်ခုနကပေါ့ဒီပြနိုင်တာမဟုတ်ဘူးเนาะကျွန်တော် vibe ကိုပြပြတာ Edge လက်ထပ်မှာကျွန်တော်ခွေးရှုံရှုံနေတဲ့ moment အများကြီးရှိတယ် ဟုတ်တယ်ဟုတ်ကျွန်တော်မှတ်မဲ့ Brighton နဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါဂိုးတွေနှစ်ဂိုးလာမသိဘူးယင်သွင်းပြီးသုံးဂိုးပြီးခဲ့တဲ့ movement ရှိ Chelsea ကိုတော့မှကျွန်တော်နှစ်ဂိုးသွင်းပြီးတော့ကျွန်တော်တို့လေးဂိုးပြန်ပေးပြီးနာ3 4ဖြစ်သွားတဲ့ movement ရှိကျွန်တော်တို့လက်ရှိ Liverpool အသင်းကိုဒါကျွန်တော်6ဂိုးပြီးခဲ့တဲ့ movement နေတောင်ရှိတယ်ဟုတ်တယ်ဟုတ်မနစ်ကဆို ဒါပေမဲ့ကျွန်တော်တို့အသင်းရဲ့ fight မပြတ်ပါဘူးဟုတ်တယ်မကျွန်တော်တို့ဒါပြိတ္တတွေနေနဲ့ငါတို့အသင်းက at least တော့ကွာ champion ကျွန်တော်တို့ Europa League ကို focus လုပ်နေတဲ့အတွက်ကြောင့်မလို့ရှိမှာဒါဒါကြီးကိုဒါအဲ့တော့ as လက်ထက်တုန်းကလည်းဒါဒန်ယာလူစင်းကဆွတ်ဆက်ပြီးဒါကျွန်တော်တို့တော်တော်လေးကိုထိုးနှက်ချက်တွေများလာတယ်အဲ့တော့လက်ရှိမှာ Manchester City ကကစားသမားတွေပြန်လည်ပြီးကောင်းလာပြီးရဲ့နောက်မှာ Tottenham Hotspur တင်းကလက်ရှိ Premier League မှာဒန်ယာအများဆုံးတော့ ဒါကြတော့အသင်းတသင်းနှစ်နှစ်သုံးသင်းဆက်ဖြစ်လာခဲ့ပြီ။အဲ့တော့ဒီနေရာမှာဒါနီးပြရင်လည်းပြဿနာမဆိုအရင်တော့ဒါကြတော့ edge poster conclude highline shot လို့ ਨੇ အတွက်ကြောင့်မလို့ဒီနေရာမှာဒီလူတွေကအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတွေကိုဒါကြတော့တွေ့ခဲ့ရတယ်။ဒါပေမဲ့ခုနကပြောသူအခုလက်ရှိမှာ edge poster Thomas Frank က conservative ဆိုတဲ့ Brady လည်း Thomas Frank လောက်ပဲရှိတယ်။အဲ့တော့ conservative ဆိုတဲ့လူကြရောလည်းတဒံရရတာ။အဲ့တော့အတိအကျတကူကဆေးအဖွဲလား။ အကြီးရလူတော်များသိကြမှာသိတယ်မှာတော်တော်ဟော့စပါတင်းနဲ့ပတ်သက်ကျွန်တော်အသေးလိုက်ဖတ်တဲ့ကောင်မွန်တဲ့ကြောင့်ဒီသုံးတဲ့သူမှာစပါတင်းရဲ့ဆေးအဖွဲ့က၄ချိန်နီးနီးပြောင်းပြီးပြီဖြစ်တယ်အဲ့တော့ရှင်းပါလေ ကျွန်တော်အသင်းမှာလက်ရှိမှာဒါဒန်ယန်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကံအမြဲတည်းဆွေးရအသင်းတင်းလို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်လက်ရှိဒူဒရောမြတ်တတိမတော်မိုရီရှောပူချက်တီနိုခစ်ခရဲအခုချိန်ထိကျွန်တော်တို့ကဒန်ယန်ရီနဲ့အခုချိန်နေဆက်ခံရတဲ့အသင်းတွေမှာပါတယ်ခမရတို့ကျွန်တော်ဟာတာပြပြမှာပေါ့နော်ခမရတို့ကျွန်တော်တို့လက်ရှိမိုရီရှောပူချက်တီနိုခမရဒန်နီဘူးစကိုင်ဝေါကာဂျန်ဗာတွန်ကန်ဟုတ်တယ်နော်ကျွန်တော်ဒါကိုသမားနေရာမှာဒါဖီဂိုလော်ရစ်အော်ဒါဝီယေခက်စလီယောက်ကွင်းလယ်မှာဒန်ဘီလီဝန်နိုင်ရမှာအေအမ်နေရာမှာခရစ်ရှန်အက်ရစ်ဆန် တောင်ပန်းမှာဒါကျွန်တော်တို့ LEO Eric ဆိုတော့ right wing ပေါ်တယ်လို့ဆိုတာရှိတယ်ဘောနော် LEO တို့အေရမှာထားကြတယ်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ဆွန်ဟောင်းမင်း Harry Kane အဲ့ဒီလိုမျိုးစောက်ရမ်းကောင်းတဲ့၁၁ယောက်အစုအဖွဲ့ကိုကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းလိုလိုခဏခဏတွေးရကျွန်တော်တင်ခဲ့တယ်မလားအဲ့ဒီ၁၁ယောက်လုံးကိုစပါအသင်ပွဲထုတ်ခဲ့တာတပွဲပဲရှိတယ် ခမဲကျွန်တော်ပြောရင်အဲ့စကားပြောရုံညီမရအတပွဲပဲရှိတယ်အဲ့တပွဲက United နဲ့ဖြစ်ပြီးကျွန်တော်တို့ဒါ Premier League နောက်ဆုံးကျွန်တော်တို့ Tottenham Hotspur နဲ့ White Hart လေအင်္ဂလန်မှာကျွန်တော်တို့တော့ United ကိုဂိုးပြနိုင်သွားခဲ့တယ် Harry Kane ရဲ့သွင်းကိုင်းနဲ့တူနော် Wayne Rooney မှာသွင်းကိုင်း Harry Kane နဲ့သွင်းကိုင်းကျွန်တော်တို့ဒါ United ကို2-0ဆိုတဲ့ရတယ်ကျွန်တော်ရဲ့အင်္ဂလန် White Hart နဲ့နောက်ဆုံးပွဲမှာနိုင်သွားခဲ့တယ်အဲ့နောက်ဆုံးပဲအဲ့တော့ပြောချင်တာကျွန်တော်တို့ဒါယန်နဲ့ပတ်သက်ပြီးဘယ်တော့မှကန်ကောင်းတာမဟုတ်ဘူး။ဂျိုဆေမော်ရီညိုခေအန်ဒူလီယိုကွန်တီခေလက်ရှိမှာဒါအန်ချ်ပိုစတာကော့ဂူခေလက်ရှိမှာဒါကျွန်တော်တို့အဲ့တော့ဒါကြီးရဲ့ ကိစ္စကဘာတွေများဖြစ်လဲဆိုတော့အခုလက်ရှိမှာကျွန်တော်စေးခေါင်ကျုပ်ကြီးလေကျွန်တော်သုံးကြီးလာမသိပြောင်းပေးပြီလက်ရှိမှာအဖွဲတစ်ဖွဲလုံးနဲ့လေးကြီးလာမသိပြောင်းပေးအဲ့တော့ကျွန်တော်တို့ကန်ဆိုးရတယ်လို့ပဲကျွန်တော်တို့ကျွန်တော်ယူဆတယ်ဘာလို့ဆိုတော့အဲ့ဒါကြီးကဘာနဲ့မှလဲလို့မရတော့ဘူးเนาะပြပြမယ်အဲ့တော့ထက်ရှိမှာတခုနောက်ပတ်သက်ပဲလက်ရှိဒါ Chelsea ရဲ့နှစ်ပွဲစဉ် vibe ကျွန်တော်အနေနဲ့ကျွန်တော်ဒါပွဲပြီးပါစေလို့စူတောင်းတဲ့ပွဲစဉ်ကဒါ Europa League တော့ကတော့ဒါခုနောက်ပတ်သက်ဖလားရခြင်းနဲ့စိတ်နဲ့ပွဲပြီးပါစေစူတောင်းတယ်ဘောเนาะ Newcastle ပွဲစဉ်နောက်ပိုင်းမှာကျွန်တော်အနေနဲ့နောက်ဆုံးပြောက်ခုလက်ရှိမှာဒါ Ash Poster ကိုကူးရတယ်ကျွန်တော်ဒါဂိုးပြတ်နေတဲ့ခဏချင်း at least ။ဩငါတို့တင်က like front foot လေးတော့ဖြစ်တယ်ပေါ့နော်။အဲ့ဒီစိတ်လေးနဲ့ပြအခုလက်ရှိမှာ Chelsea နဲ့ပွဲစဉ်မှာပေးလိုက်ရတဲ့ twin ကိုကျွန်တော်ဒါတကယ်ကျွန်တော်အနေနဲ့အဲ့ဒီမနက်အစောပိုင်းမှာကျွန်တော်ဒါ flight ရှိအမနိုင်ပေါ့ကျွန်တော်ဒါရှင်းရှင်းလေးဒီတောင်းစားတဲ့ကိုကျွန်တော်မကြည့်ဘဲနဲ့ကျွန်တော်အိတ်ပြီးတော့မနက်ကျအေးစိတ်ထသွားလိုက်ရတဲ့ကုံစံမျိုးရှိတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီပွဲကိုကျွန်တော်ရအောင်ကြည့်အဲ့ဒီပွဲပြီးတဲ့ဆိုမြန်မာစံကျွန်တော်ကတော့ဘယ်လိုပဲမြန်မာစံတော်ချင်းထန်တာရေကိုပြောကျွန်တော် flight ကမြန်မာစံတော်ချင်းတွေ့မှာဆိုပြောလို့ရှိမယ် 9နိုင်ခွဲတော့မှရှိတယ်ကျွန်တော်9နိုင်ပဲပြီးတော့အချိန်မှာကျွန်တော်အိမ်မပြောကျွန်တော်လက်မအုပ်ဆက်ကြည့်ဖြစ်တယ်အဲ့တော့ပြောတင်တာပြားတည်တာစဘာအသင်ပွဲဆိုကျွန်တော်ကြည့်တယ်စဘာအသင်ပွဲဆိုကျွန်တော်ကြည့်တယ်ကျွန်တော်နေကျွန်တော်ထောသားထွက်တယ်တတော်ကြီးကိုပြောနေပါပေးလိုက်ရဲ့ twin ကိုပုံမူဒီကိုကျွန်တော်တတော်လေးကိုစိတ်ပြတ်မိတယ်ကျွန်တော်ပြောတာရှေ့ရှေ့လေးအခုချိန်မှာ Chelsea အသင်းရဲ့ performance ကလည်းအမြင့်ဆုံးအနေထားမှာရှိနေတာဟုတ်ဘူး Chelsea တင်းနေတာပြပီးက်ပေါ်ဖော်မန့်ဖြစ်နေလို့စပါးတင်းကိုဒါကျွန်တော် over power ဖြစ်သွားရဲဆိုလက်ခံလို့ရတယ်။ Chelsea တင်းကိုတိုင်ကလည်းအဲ့လောက်ကြီးအရေးဘူးသူများတင်းကိုပြောရမှာမဟုတ်ဘူး Chelsea တင်းကိုတိုင်အရင်ကောင်းနေတဲ့တင်းတင်းမဟုတ်ဘူး။အေးအရင်ကောင်းနေတဲ့တင်းတင်းမဟုတ်တာတော့မှကျွန်တော်ခုနဖင်ပြဲအောင်ကျွန်တော်တို့သိအောင်မကန်းရတယ်။ Vicario ကမကောင်းဆို at least ဒါဆိုရင်ဝင် Vicario အပိုင်ပို့တာလီလိုဟိုဘက်ကောင် Gittens movement မူးပြန်ပုံရောက်တာတလုံး၊ Jao Pedro တိုင်ရောက်တာတလုံးအလုံးမောက်၆လီလိုဟိုဘက်ကငါကိုးလွဲတာငါလုံးတော့ရှိတယ်။အေးပေးတဲ့တင်းကိုတော့တကယ့်ကြောင်ပြီးဘူး။အဲ့တော့ ပြီးရပြီးတော့ကျွန်တော်ကစားသမားတွေအနေနဲ့နီးပြောက်စိတ်ကောက်အခုလက်ရှိမှာဒါကျွန်တော်နီးပြောက်တရားဝင်ပြောထားတယ်ပေါ့နော်ဟုတ်လားကျွန်တော်လည်းမသိ Digestbase နဲ့ Biggie Vanavia သူ့ရဲ့ရုံးငယ်ကဒါမနေ့ကလာပြီးတရားဝင်လာတောင်းပန်သွားတယ်ဒါသူတို့နေအခုလက်ရှိမှာ Digestbase ကတော့ကျွန်တော်တန်ရာမူမူဟမက်ကုတက်စ Digestbase ကဒီနေ့ပွဲစဉ်ကိုလာလာမဲ့ပွဲစဉ်ကိုလွှဲချော်ဖို့တရားခိုင်းတော့ဒါနည်းနည်းလေးရှိတယ်ဘာကြောင့်သူတို့လက်ရှိမှာ training မစင်းဘူးပေါ့နော်အဲ့တော့အမှန်တိုင်းပြောရမယ်ကျွန်တော်ရဲ့လက်ရှိ feeling ကဘယ်လိုခံစားသိလားဒီတဲ့ကလက်ရှိမှာ နီးပြရတဲ့ကစားသမားပြုတ်ကွဲသွားရင်အဲ့ဒါတော်တော်လေးကိုဘာဒီကကတ်တယ်။ Edge Poster Cock Glue လက်ခါကကျွန်တော်ဘာလို့အတိုင်းတာတစ်ခုဒီနီးပြနဲ့ဒါကျွန်တော်အသိကိုယုံနေဆိုတာနီးပြနောက်မှာကစားသမားရှိတယ်။နီးပြနောက်မှာကစားသမားမရှိအဲ့ဒါတော့တာပဲ။ Every Tahan အနေနဲ့လက်ရှိပါ United အသွင်းကတော့ Player တွေယူပေးခဲ့ပေမဲ့ Every Tahan ဘာလို့ဆုပ်ပြတ်တက်သွားလဲဆိုတော့နီးပြနောက်မှာမရှိဘူး။အဲ့တော့နီးပြနောက်မှာကစားသမားမရှိဆိုအဲ့ဒါတော့တာပဲ။နီးပြနောက်မှာကစားသမားမရှိဘူးအဲ့ဒီအသိက Automatic တည်ပြီးသားတော့ဖြစ်တယ်။ ျွန်တော်အသိပူဆုံးလက်ရှိမှာအဲ့ဒီအချက်ပဲအခုချိန်မှာတောင်းမန်လိုက်လို့ပြီးသွားမယ်အချက်တစ်ခုတည်းမှာ digest pattern variant နဲ့ပါတာခါတိုင်းလိုက်ပြကျွန်တော်ခွေးရှုံရှုံနေကြတာပဲဘာလို့နီးပြတဲ့ပြဿနာမဖြစ်လဲ digest pattern ဆိုဗျာအတိတအောင်တော့ကျွန်တော်မှတ်မဲ့အရာ Europa League squad မှာအထက်မှခံရတဲ့ချိန်မှာဒါ Ash Possible ကိုသူ Grand Cargo ပြီးပြောပြီးခဲ့တယ်ဒီမှာပါတယ်အဲ့တော့ ကျွန်တော်ပြောရအောင်ခုနကပြောတဲ့ dash အခုလက်ရှိမှာဒါအောင်ကျွန်တော်မှန်ကန်တယ် digest space နဲ့ mickey vanavin အပြုမူကလည်း immediate မှာမှားယွင်းနေပြုမယ်ဒီပြဆောက်သုံးမကြရတဲ့ကဲဟုတ်တယ်ဟုတ်အသေးစားသုံးမကြရတဲ့ကဲဒါပေမဲ့ digest space နဲ့ mickey vanavin ကိုယ်တိုင်ကလည်းလက်ရှိမှာဒီလိုမျိုးပုံစံမျိုး public မပြုတမှုသိဘူးနောက်ဆုံးပြန်ဒီပြကိုဝေဖန်ခြင်းဒီပြကျွန်တော်ဒီစကားကိုကျွန်တော်ဘယ်လိုမှအဆင်တို့ကတို့ dressing room မှာဖြစ်ကျွန်တော်ဆောက်သုံးမဆိုင်အခုလက်ရှိ public မှာဖြစ်သွားတယ်သူပြောစရာဖြစ်တယ်ပြီးတော့ကိုယ်တိုင်တဲ့လက်ရှိဒါပုံမလဲအခုလက်ရှိကျွန်တော်တို့ကဒါကျွန်တော်နံပါတ်အဆင့်9နေရာမှာရက်တည်နေတာဟိုးအောက်မှာလည်းရက်တည်ရဟိုးကျွန်တော်ဖြစ်နေတယ်အဲ့တော့ တခါကြရင်ကဒီအသင်းရဲ့သွားကျင်နေတဲ့ပုံစံဒီအသင်းရဲ့ဖြစ်နေတဲ့ပုံစံတော်တော်လေးဘန်းခဲ့အခုလက်ရှိပူဆိုးတဲ့အရက်ဒီသားတကောဘာလဲဆိုအခုလက်ရှိဒါကျွန်တော်တို့ပိုင်ရှင်ရဲ့ပြောင်းလဲမှုဖြစ်လာတဲ့အသစ်အသစ်ပေါ်မှာနီးပြကူဘယ်လောက်ဒီအချိန်ပေးမှာလဲဗီဒီယန်လူးဝစ်နဲ့တရှိမှာဒါသူ့ရဲ့တမတ်တူဥချုပ်လာတဲ့တော်တန်ဟော့စပါအသင်းကတော်တော်လေးကိုပြောင်းလဲမှုများပြီးတော့နောက်တစ်ခါ ဒီနှစ်မှာစပါအသင်းရဲ့ဝေယူမှုတွေထဲမှာဇာဗီဆင်မွန်းစ်ကတော်တော်လေး confident ကျဆုံးတယ်ကျွန်တော်သူ့ရဲ့ကျွန်တော်ခုနကကစားသမားတယောက်ကျွန်တော် price tag နဲ့ပတ်သက်ဘယ်တော့မှပြောမှာမဟုတ်ဘူးဘာလို့လဲဒီကစားသမားရဲ့ဒီဈေးကိုအသင်းနှစ်သင်းကြားကသတ်မှတ်တာဖြစ်ပြီးကစားသမားနဲ့မဆိုင်ဘူးဆိုအမြဲတမ်းတတ်တယ်မှာပါကျွန်တော်ကျွန်တော်ရဲ့ user ပေါ့နော်အဲ့တော့ပြောချင်တာရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကကျွန်တော်အဲ့လိုပဲမြင်တယ်ဒါပေမဲ့ဇာဗီဆင်မွန်းစ်ဒီလက်ရှိမှာ confident အရင်ပြောင်းဆုံးနေတယ် maybe လက်ရှိမှာဒါကျွန်တော်တို့ FA ဖလားတို့ဘာတို့မှာဒါကျွန်တော်တို့လက်ရှိ Champions League မှာဆိုပွဲနဲ့နဲ့ခြောက်နဲ့ပွဲစဉ်တွေမှာလက်ရှိတော်တော်လေးအဆင်ပြေဖို့အတွက်ကစားဖို့အသင့်တော်ဆုံးကစားသမားတယောက်ဖြစ်သွားနိုင်တယ်။ဒါမှမဟုတ် Thomas Frank အနေနဲ့အခုလက်ရှိတုံးနေတယ်ဒါကျွန်တော်တို့အဲ့ကျွန်တော်နောက်တစ်ခုကခဏပြပဲ။နေပြနေအလွန်ကြုံခံစစ်တွေးလွန်အားကြီးတယ်။တကယ်ကိုတကယ်ကိုအရက်လွန်ကြုံခံစစ်တွေးလွန်အားကြီးတယ်။ Thomas Frank အနေနဲ့ဗျမက်မက်ရ Brandford အနေနဲ့တော့သူတို့ရဲ့ level နဲ့ရှင်လို့ရတယ်သူတို့တိုက်စစ်ဖို့ဆိုကျွန်တော်တို့လက်ရှိနောက်ဆုံးတိုက်စစ်ဖို့ဆိုတဲ့ဆိုတော့ Doncaster နဲ့ပဲမြင်ခဲ့ရတယ်။ ချန်ပီယံရှစ်လို့သူလီဝမ်အသင်းကိုကျွန်တော်တို့ဒါတိုက်စစ်ဖွဲ့ဆိုမှာဘာထူးမှာတော့ကျွန်တော်ပြောတာအဲ့တော့အမှန်တမ်းပြောရမယ်ဆိုလက်ရှိအခြေအနေကကျွန်တော်တို့အားမရဘူးခင်ဗျ100%လုံးဝအားမရဘူးဘာလို့အားမရအောင်ဆိုတာဗျအဖက်ဘက်ကကြည့်ဘယ်လို့မှအားမရအဲ့တော့လက်ရှိမှာတော့ကျွန်တော်အခြေအနေကလက်ရှိမှာ top 5တွေဝင်နေလက်ရှိမှာတော့ချန်ပီယံလိလည်းနောက်ထပ်တစ်ဆင့်တက်ဖို့အတွက်အခွင့်အရေးတွေရှိနေတဲ့အသင်းတစ်သင်းအနေနဲ့အားရလာမင်းတော့ okay ရောက်လက်ပိုင်းရောက်လက်ပိုင်းဘာမှမကြည့်နေဒါပေမဲ့ 5G ကလုံးဝပြတ်တော့နေတယ် တော်တော်ကြီးစိတ်ပျက်ဖို့ကောင်းနေတယ်အဲ့တော့လက်ရှိ supply recap ကအဲ့လောက်ပဲဒါပေမဲ့အဲ့ဒါကိုပြင်ဆင်အဲ့တော့ဒါကလည်းခဏလေးနဲ့ပြင်ဆင်လိုက်ရဥပမာ United လည်းရူပဲအမွေးနဲ့တော့လည်းလက်ရှိဒါရှိတော့လူငယ်နဲ့နှစ်ပတ်လောက်အလုပ်ဖြစ်ခဲ့တာဒါပေမဲ့အခုလက်ရှိမှာဘာပြောင်းသွားလဲဟုတ်တော့အခုလက်ရှိမှာ spotlight အတိုင်းပဲကိုဘဟီကင်နဲ့ပွဲစဉ်နဲ့ United နဲ့ပွဲစဉ်မှာရလက်ပိုင်းအဖြစ်ဒါကျွန်တော် international break မတိုင်ခင်မှာတခုခုပြောင်းလဲနိုင်တယ်ဆိုရင် vibe ကလုံးဝ change ဖြစ်သွားလိမ့်မယ်အဲ့ဒီဥစ္စာ spotlight အများကြီးလူပို့လူတွေမြင်တယ်လို့ပြောရင်လည်း ကျွန်တော်တောင်းပြီပါဘောလုံးပတ်တွေကိုတရှိကြည့်နေဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလူစားပေါင်းကိုကျင်းလူစားပေါင်းကိုကျင်းလူရပါတယ်မြမြလက်ကလစ်ဖို့မမေ့ကြပါနဲ့အိုးမြမြကလစ်မှာမြမြနေမှာဖြစ်ပါတယ်အားလုံးပဲကျူးတူပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပါကျွန်တော်တို့ဒီနောက်မှာအေးအေးဆေးဆေးတွေ့ကြရပါပေါ့ကျွန်တော်တောင်းပြီပါဗျဒီပါပါ